မင်္ဂလာပါလေးစားပါတယ်ဒီနေ့ကစနေနေ့ပေါ့နော်တို့မရှိရကျွန်တော်တို့ COE ဆင်းနေတယ်ဗျ COE ဆင်းတော့အော်လူလူလာလာပဲဗျခတ်တမ်ဘိုင်ဘိုင်တာတာဂူဒ်ဘိုင်ဂယာကြီးရွာကြီးရက်ွက်တီးကကျွန်တော်တို့ဒီစားလူတရာ200 300အလိုစုပြီးတော့ ကျွန်တော်တို့ပြောစကားနားထောင်ကြတယ် What What စိတ်ဝင်စားတာပေါ့နော် တချို့ပါတီတွေတော့ရွေးကောက်ဖို့စိတ်ဝင်စားဘူးဆိုပြီးပြောတဲ့ပါတီတွေရှိတယ်ဒါသူတို့လာလို့ရှိရင်တော့လူကတိတ်ပြီးတော့မစီကားဘူးပေါ့နော်ကျွန်တော်တို့ကြန့်ခိုင်ရတဲ့လူတွေသွားလိုက်ပြီဆိုရင်တော့တော့စီစီကားကားနဲ့ကြိုးစားတာတွေ့တယ် ဒါကြောင့်မို့လူကျွန်တော်တို့တက်ခိုင်နဲ့ပတ်သက်ရင်လူတွေကစိတ်ဝင်စားတယ်။အကြံတဲ့ပါတီတွေတော့လူတွေຢာနဲ့ချီပြီးတော့တက်ရောက်တာကျွန်တော်မတွေ့ရအောင်။ Oh my god! Wow! အဲဒါဒါသူတို့လာသူတို့စီမာမဝင်ရကြတဲ့အတွက်ကြောင့်ဘလို့လူတွေဟာတဲ့နိုင်ငံရေးကိုစိတ်ဝင်စားဘူးလို့အဲ့လိုပြောတယ်ပြောနေကြတာကျွန်တော်ကြားရတယ်။ကျွန်တော်အမြင်ကအဲ့လိုမဟုတ်ဘူး။ကျွန်တော်တို့သွားရင် ຢາ ਨੇ ฉีပြီးတော့ลาတယ်ลาပြီးတော့น้าထောင်ยาတယ်เอลาဟိုသူတို့จ่ายရင်လက်ခုပ်ดีတယ်ไม่จ่ายရင်ငြိမ်ငြိမ်နေတယ်အဲ့ဒီပုံစံပေါ့เนาะဟိုဒါကြောင့်မို့ကျွန်တော်တို့သွားရင်စိတ်ဝင်စားလာနားထောင်တာဖြစ်တဲ့အတွက်ကြောင့်လူတွေဟာအဲစိတ်ဝင်စားတယ်လို့ပြောရမယ်အဲ့တော့ကျွန်တော်ကအဲတစ်စက်တက်ပြီးတော့စဉ်းစားလိုက်လို့ရှိရင်အဲကြိုက်ခိုင်ပါတီကိုလူတွေကစိတ်ဝင်စားတယ် အဲ့ကဲပါတီရဲ့ပြောစကားတွေကိုလူတွေကနားထောင်ခြင်းတယ်အဲကျန်တဲ့ပါတီအဲစကားပြောမယ်ဆိုရင် လူမလာတာကအဲသူတို့ပါတီပြောတာကိုနားမထောင်ခြင်းလို့ဖြစ်လိမ့်မယ်အဲကြောင့်မို့လူတွေအားလုံးတိမ့်ကြုံပြီးတော့နိုင်ငံရေးစိတ်ဝင်စားဘူးလို့ပြောလို့မရဘူး။အဲကျွန်တော်တို့ကတော့လူတို့ဟာဒီလောက်မညံ့ဘူး။လူတို့ဟာအဲ ဟိုနိုင်ငံရေးကိုစိတ်ဝင်စားတယ်လို့ကျွန်တော်ကမှတ်ယူပါတယ်အဲဒါပေမဲ့အနီဘောတွေတော့မရှိဘူးပေါ့နော်နီဘောတွေတော့မရှိတော့ဘူးနီဘောတွေက၃နေရာကိုရောက်သွားပြီတနေရာပြီပမှာတနေရာက ထောင်ထဲမှာနောက်တနေရာကတော့အဲဟလာတော်ရဲမှာပေါ့နော်အဲသူတို့ကတော်ရဲရောဟိုသုံးနေရာရောက်သွားတဲ့ခါကျတော့ညီဘောတွေကတော့မြေပြင်ပေါ်မှာတော့မရှိတော့အဲတချို့ဟိုတချို့အဲဒီဟိုက NDO ဝင်းရံကတဲ့လူတွေတောင်မှကျွန်တော်တို့ကြက်ခိုင်ရင်းကြီးဝစ်ပြီးတော့အခုကျွန်တော်တို့ ဟလာလက်လေဟာတွေကိုလိုက်နေတယ်တွေ့ရတယ်စိုက်မုတ်တင်ဘွဲဒီမှာဝင်းရံတော့တွေ့ရတယ်ဆိုတော့ညီပေါ်တွေညီပိတ်တွေကတော့ညီကုန်းချုပ်သွားပြီလို့ပြောရမယ်အာသူတို့ကတော့ဒီမြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာဘယ်တော့မှပြန်လဲရှင်းတန်းထမြောက်လာမှာမဟုတ်တော့ဘူးလို့ကျွန်တော်အနေနဲ့ပတ်ယူတယ်ဘူလလဆွေမင်းကိုငါပြောစရာရှိတယ်လီပဲလို့အဲ့ဒါလီလာပြောတာပါလေးစားပါတယ်